ရသော်ဘုရားဟာဒီလောက်ကြံတက်ဖြတ်မှုကိုခံခဲ့ရတာသုံးရင်ကျုံရဲ့အလုံးသိတဲ့အတိုင်ဒီဝရရဲ့လက်ချက်နဲ့သုံးချိန်လောက်ကြံတက်ဖြတ်တယ်ပထမချိန်လောက်တာပါလဲလို့ဆိုရင်ရသော်ဘုရားတောအတောင်းမှာတပါးနဲ့နေတဲ့အခါမှာလက်ဖြောင်းလေးသမားတယောက်ကိုဘုရားစီကိုလွတ်တယ်ဒီဝရကဘုရားစီကိုလွတ်ပြီးတော့ဘယ်နေရာမှာရှိတယ် မင်းဘယ်နေရာနေပြီးတော့ပြစ်တခါတည်းအန်ကြပြောလိုက်တာပြစ်ပြီးလို့ရှင်ဘယ်လန်းကပြန်ခဲ့ပေါ့အဲ့ဒီပြန်လာတဲ့လမ်းမှာလေးသမားလက်ဖြောင့်တတ်သားနှစ်ယောက်ကိုထားတယ်အဲ့ဒီနှစ်ယောက်ကပြန်လာလို့ရှင်ခုနကရသော်ဘုရားကိုလေးနဲ့ပြစ်ပြီးပြန်လာတဲ့ကောင်ကိုအဲ့ဒီနှစ်ယောက်ကသူ့ကိုတတ်တခါအဲ့ဒီနှစ်ယောက်ကိုလည်းပဲတခြားလမ်းကပြန်လာခိုင်းတယ်။သူပြန်လာမဲ့လမ်းမှာခုနလေးယောက်ထား လုံးဝမလွတ်နိုင်ဘူးသူတဲ့အစန်းတစားပို့ထားတာအဲ့ဒီ၄ယောက်ကဒီနေရာကိုတတ်ပြတ်နောက်တစ်ခါအဲ့ဒီ၄ယောက်ပြန်လာတဲ့လမ်းကိုမှတစ်ခါ၈ယောက်ကနေတတ်ကြံတဲ့လူတွေကြတော့မှဒေဝရကအကုန်လုံးတတ်လိုက်ဟုတ်နှုတ်ပိတ်တာဟောဖုခဲလို့ဆိုလို့ရှိရင်ဘယ်သူတတ်တယ်ဆိုတာမပေါ်အောင်လို့နှုတ်ပိတ်တာအဲ့ဒီစနစ်နဲ့လွတ်လိုက်တာလွတ်လိုက်တော့ပထမဆုံးသွားတတ်ရတဲ့ လေးသမားကမြတ်စွာဘုရားနာရောက်တဲ့အခါကျသူမတတ်ရဲဘူးသူ့စိတ်တွေပြောင်းသွားဘုရားရဲ့တကူတော်တွေတောင်းမလို့သူကဘလို့မှမလုံခြံရဲပဲနဲ့ချောက်ချောက်လန့်လန့်ဖြစ်နေတော့မြတ်စွာဘုရားကတရားဓမ္မဟောလိုက်တယ်မေးပြီးတော့မေးပြီးမင်းဒီလမ်းကမပြောင်းနဲ့တခြားလမ်းကပြောင်းလို့ပြောလိုက်အဲ့တော့ခုနကသူဒီလူကိုတတ်ဖို့စောင့်နေတဲ့လေးသမားနှစ်ယောက်ကလည်းပဲဒီလူကြားတယ်ကြားတယ်ဆိုပြီးတော့လိုက်လာတော့ဘုရားနဲ့တွေ့ ုရားနဲ့တွေ့တော့ဘုရားစီမှာသူတို့တရားနာတော့ဘုရားကအကျိုးအကြောင်းမင်းတို့ဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လို့တော့အဲ့ဒီလူနှစ်ယောက်လည်းမသိဘူးနောက်ထပ်လိုက်လာတဲ့၄ယောက်ကလည်းဒီလိုပဲဘုရားစီရောက်လာကြတယ်ဘုရားကတခြားလမ်းကနေလွှဲလွှတ်လိုက်တယ်၈ယောက်ကိုလည်းတခြားလမ်းကလွှဲလွှတ်လိုက်တယ်ဆိုဘယ်သူမှမသိဘူးဟောအဲ့ဒါလို့လှုပ်ချံတက်ဖြတ်ဖို့အကြံခံရတာတစ်ချိန်ဒီလိုကြုံခဲ့ရတယ်တဲ့အခုလိုလှုပ်ချံတက်ပြတ်မှုတွေ ဘာကြောင့်ခံခဲ့ရသလဲလို့ဆိုလို့ရှိရင်တခုသောဘဝမှာကလေးငယ်ဖြစ်တဲ့အချိန်ပိစိကဗုဒ္ဓအရှင်မြတ်ကို तू ကတေးစီလူတဲ့စိတ်နဲ့ချက်စီခဲတွေနဲ့ပြစ်တတ်ခဲ့ဘူးပြစ်ခဲ့ဘူးပေါ့အဲ့ဒါလို့တေးစီလူတဲ့စိတ်နဲ့ချောက်စီခဲတွေနဲ့ပိစိကဗုဒ္ဓကိုပြစ်ခဲ့ဘူးတဲ့ကံကြမ္မာရဲ့အကျိုးဆက်ကံကြမ္မာဝတ်ကျွေးကို ဖះဘွားမှာပြန်လီပေးဆက်ရတယ်ဒီဟာတစ်ခုပါနောက်တစ်ခုလောက်ကျန်တက်ဖြတ်မှုတစ်ခုကဘာတော့လို့ဆိုလို့ရှင်နာလာဂီရိဆင်ကြီးကိုအရက်တွေမူးအောင်တိုက်ပြီးတော့ဖះဆောင်းကလာတဲ့လမ်းမှာလွတ်လိုက်တာဒါလည်းပဲအလွန်ကြောက်စရာကောင်းတဲ့လောက်ကျန်မှုကြီးတစ်ခုပဲစင်စရာကအမတန်မှချမ်းမြမ်းတဲ့စစ်ဆင်ကြီးတွေဘုရက်တိုက်ပြီးတော့လွတ်လိုက်တယ်ဆိုရင်လည်း လမ်းညမှာရှိသည်မြတ်တွေ့သည်မြတ်တူတော့ဘယ်သူမှရှောင်မှာမဟုတ်ဘူးလမ်းချင်းလေးမှာဘုရားနဲ့ရဟန္တာတွေကြွလာတဲ့အချိန်မှာဒီစင်စိုးကြီးကိုလွတ်လိုက်တာအဲ့တော့မြတ်စွာဘုရားကစင်စိုးကြီးကိုဩရိတမေတ္တာနဲ့မေတ္တာပို့လိုက်တဲ့အခါမှာစင်ကြီးဟာအမှုပြည်ပြီးတော့မြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားကြောင့်စင်ကြီးကအနေမပြုတဲ့အနေအထားမျိုးရောက်သွားတယ်ဒါလည်းပဲလောက်ချံတက်ပြတ်ခြင်းလောက်ချံတက်ပြတ်မှုတစ်ခုပဲ အဲ့လိုလှုပ်ကြံတပြတ်မှုဖြစ်ရတာဟာဘာကြောင့်လဲလို့ဆိုလို့ရှိရင်တခုသောဘဝမှာသူကဆင်ဦးစီးဆင်စည်းသူရဲ့ကောင်းတစ်ခုတူဖြစ်ခဲ့အဲ့လိုဖြစ်တဲ့အချိန်မှာလမ်းမှာတွေ့တဲ့ပြစီကဘုရားဓမ္မကိုဆင်နဲ့တိုက်တတ်ဖို့သူညှင်းဆဲခဲ့တိုက်တတ်ဖို့ရ조사ခဲ့အဲ့ဒီကံကြမ္မာဝတ်ကျွေးကို ခုချိန်မှာပြန်လေးပေးဆရတာဖြစ်တယ်ဗျာဟောနောက်တစ်ခုကဘာလို့ဆိုလို့ချင်းဒေဝတ္တကိုယ်တိုင်ကခေစကုတ်တောင်ဆောင်မှာကြောင်မောင်းဆင်ပြီးတော့ဈဉ္ညာလျှောက်နေတဲ့အချိန်ကြောက်တုံးပြီပြီးတော့သိအောင်ကြံ့စည်တာเนาะအဲ့လိုလှုပ်ကြံတဲ့အခါမှာဘုရားကဈဉ္ညာလျှောက်နေတဲ့အချိန်ကြောက်တုံးကြီးကိုလှိမ့်ချလိုက် ကားလေဆိုတာဈာမှာကြောက်တုံးကြီးတစ်ခုကနေခံလိုက်တော့ရသော်ဘုရားထံဒီကြောက်တုံးကြီးကမရောက်ဘူးသို့တော့ကြောက်တုံးနှလုံးထိခိုက်လိုက်တဲ့အတန်ကလည်းပဲမြည်ဟီးသွားပြီးတော့ကြောက်တုံးနှလုံးထိခိုက်ရာကနေပြီးတော့ပက်ထွက်လာတဲ့ကြောက်ဖက်ကလေးတစ်ခုကမြတ်စွာဘုရားခြေတော်ကိုလာမှန်နေအဲ့ဒီလာမှန်တာဟာအမြဲတမ်းပြင်းထန်တဲ့ဒဏ်ရာတစ်ခုဖြစ်သွားတာဒါကြောင့်မို့လို့မြတ်စွာဘုရားဟာ ရှစ်ဆက်ပြီးတော့မသွားနိုင်လို့ရဟန်းတော်တွေကကြောက်တုံးကြီးလိမ့်ကြလာတဲ့အတန်တစ်ခုနဲ့တစ်ခုရိုက်ခတ်တဲ့အတန်ရောက်ခေစကုတ်တောင်ကြီးမြည်ဟင်းသွားတော့တောအကြောင်းမှာရှေ့ကျတဲ့ရဟန်းတော်တွေကအကုန်လုံးပြေးလာရသော်ဘုရားခြေတော်ထိသွားတာလည်းသိရောထမ်းစဉ်ယူပြီးတော့ဘုရားကိုဇီဝကကြောင်းဘက်ကိုထမ်းပြီးတော့ယူသွားကြရတယ်ရသော်ဘုရားလမ်းလျှောက်မသွားနိုင်တော့ဘူးပေါ့အဲ့ဒါလို့ ကျောင်းတုံးကြီးလှိမ့်ချခံရတာဟာလည်းပဲအတိတ်ဘဝတုန်းကကျွလွန်ခဲ့တဲ့ကံကြမ္မာရဲ့ဝကြွေးပဲတဲ့အဲ့ဒီကံကြမ္မာဝကြွေးမှာဘာလုပ်ခဲ့တာတုန်းလို့ဆိုတော့ဘုရားလောင်းတော်ဟာအခုသောဘဝမှာအဖေတူအမေခွဲညီတယောက်ကိုအမွေကိစ္စနဲ့ပတ်သက်ပြီးတော့သူကတော်တဲ့ခေါ်သွားပြီးတော့ချက်ခဲနဲ့ထူတတ်ခဲ့တယ် ူကလည်းတော်တော်ဆိုးခဲ့တာပဲเนาะအဲ့လိုကြောက်တုံးနဲ့ထူးတတ်ခဲ့တယ်အမွေမပေးခြင်းလို့တပ်ပစ်ခဲ့ဘူးတယ်အဲ့ဒီကံကြမ္မာဝတ်ကြွေးကိုပြန်ပြီးပေးစားရတာတဲ့ဖះဖြစ်တယ်ဘုရားမှာအခုလိုကြောက်တုံးနဲ့နှိမ့်ချခံရတယ်ပေါ့ဒီလိုဆိုလိုတယ်ပေါ့ခုနကခြေတော်ကိုကြောက်တုံးလေးမှန်သွားတဲ့အခါမှာဒံယာကအလွန်ပြင်းတယ်ဒံယာအလွန်ပြင်းတော့သွေးကြီးဥသွားပြီးတော့သွေးတွေ အတွင်းထဲမှာပုတ်ပြီးတော့ဆရာဇိဝကကြီးကဘုရားရဲ့ဒီသွေးချေဥနေတဲ့ခြေတော်ကိုဓာတ်နဲ့ခွဲပြီးတော့ယောဂကုပေးရအဲ့ဒီဓာတ်နဲ့အခွဲခံရတာဟာလည်းပဲကံကြမ္မာဝတ်ကျွေးကိုပေးဆပ်ရခြင်းဖြစ်တယ်အဲ့ဒီမှာသူဘာဖြစ်လို့ဒီလိုခွဲခံရတာတော့ဆိုတော့သူကပဋိဝါဆိုရယ်ဘယင်ကြီးဖြစ်တဲ့အချိန်တုန်းက လူတယောက်ကိုလှန်နဲ့ထိုးတတ်ခဲ့တယ်သူကလှန်နဲ့ထိုးတတ်လို့ငရဲမှာနှစ်ပေါင်းများစွာခံခဲ့ရတယ်ခုနကကျူးလွန်တာတွေလည်းအကုန်လုံးငရဲကြပြီးတော့ဒုက္ခခံခဲ့ရတယ်အခုဖရာဘဝမှာခံရတယ်ဆိုတာဝကြွေးလေးပေးစားရတယ်ဆိုတာအပေါ့စားလေးအပေါ့စားလေးအဲ့ဒါကြောင့်မလို့သူကမြတ်စွာဘုရားဟာအခုလိုကြိတော့ကိုဓာခွဲပြီးတော့ဖက်စိတ်ပြီးတော့ကုသခံရတယ်လို့ 那那边感觉嘛，我就一个白山眼镜片的。